အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ AOU Channel လေးမှကြိုဆိုလိုက်ပါရရှင်ကျမဒီနေ့တင်ဆက်ဖတ်ပြပေးခြင်းရဲ့အကြောင်းအရာလေးကတော့နတ်တွေလာရင်ကြက်ကြက်တရီတာဆိုတဲ့ဆောင်းပါးလေးအကြောင်းကိုဘဝတုဒ္ဒရာဝယ်တင်ဆက်ဖတ်ပြပေးခြင်းနာပဲဖြစ်ပါရရှင်ယောဂီများတတိထားရမှာပါတဲ့တရားအားထုတ်နေတဲ့အခါပတ်ဝန်းကျင်မှာရှိတဲ့နတ်တွေက မိမိရဲ့တီလတမာရီပညာကိုချင်းမြန်နိုးလာတဲ့အခါမှာသူတို့တတ်နိုင်တဲ့ဘက်ကချီးမြောက်တာမျိုးပူဇော်တာမျိုးတွေရှိကြကြတာဟာတဘာဝတစ်ခုပါတဲ့ဥပမာအဖြစ်အရာအလင်းတွေဖန်တီးပေးခြင်းအမွှေးနဲ့သားတွေပပြန်ပေးခြင်းအမွှေးနဲ့တွေဖန်တီးပေးခြင်းဂါရာမန်နံစတာတွေကိုအိမ်မဲ့ပေးခြင်းစသဖြင့်အမျိုးမျိုးရှိတတ်ကြပါတယ်။ဒါတွေကိုကာယကံရှင်ကနှိမ့်ချိုက်တယ်သဘောကျတယ်ဆိုရင်အမြင်မပြတ်လာလာပေးတတ်ကြပါတယ်။ဒါလည်းတဘာဝပါပဲတဲ့ ကာယကံရှင်ကဒီအပေါ်မှာတရားစိတ်ဖြစ်မိတဲ့အခါလက်ခံကျင့်သုံးလာတတ်ပါတယ်။ဒီလိုလက်ခံကျင့်သုံးနေရတာလေးအပေါ်မှာနှစ်သက်တရားလာမိရင်ကတဏှာစိတ်ဖြစ်လာတာမျိုးပါ။တဏှာစိတ်ဖြစ်လာရင်ဥပါဒံကလာမှာပါပဲ။ဒီအစွဲဥပါဒံကြောင့်ဒီအပေါ်မှာဆွဲဆွဲမြဲမြဲခံယူကျင့်သုံးတဲ့အလေးဖြစ်လာပါတယ်။တဏှာဥပါဒံကံတွေဆက်သွားပါတယ်။ကောင်းတာလုံးမိတဲ့အတွက်သူကတိကိုလာဖို့ရောက်ဖို့ကတော့ထေချာပါပြီတဲ့။သို့တော့ဒီတဏှာဥပါဒံကံတွေဟာလောဘအုပ်ချုပ်မှုကြောင့်ဖြစ်လာတာမျိုး ှုတစ်ဖက်ကတွေ့ရင်လောဘကိလေသာအုပ်ချုပ်သော ကာမဘဝဖြစ်เสียအပယ်စာတီးဆိုတဲ့ဆိုယူကလည်းရှင်တွဲနေတယ်ဆိုတာလေးကိုသတိပြုမိဖို့လိုအပ်ပါတယ်ဒီကံတွေကိုတိဆောက်နေရတဲ့အတွက်တဏဥပါဒံကံ600ချုံချောင်းအကျင့်ကောင်းအကျင့်မှန်ဖြစ်တဲ့မကသစ္စာမကင်လန်းကိုတာစီကန့်ကွက်နှောက်ရထားတာကိုရှင်းရှင်းလင်းလင်းတွေ့ရမှာပါတဲ့တရားကြုံရင်တဏလွန်နေဆိုတာဒီသဘောပါတဏလွန်ရင်ဥပါဒံမှာဥပါဒံကြောင့်မလုံရမနေနိုင်ဒါကိုပဲလုံးမိနေတတ်တာဟာတဘာဝပါ ီအခါနှက်တွေက သူတို့လှုပ်ပေးတာကိုသဘောကျနှိမ့်ချတာကိုပဲပြန်သဘောကျပြီးတော့ဇက်တိုက်လှုပ်ပေးလာတတ်ကြပါတယ် ဟွာလေးယူလိုက်ပါအောင်ဟူဖျားသွားပါအောင်ဘာလီနဲ့ပူဇော်ပါအောင်စသဖြင့်သူတို့လှုပ်ချင်တာတွေကိုလိုက်ပြီးလှုပ်ပေးရတဲ့မိမိမှာအခိုင်ငံဘဝကို အလိုလိုရောက်သွားပါတော့တယ်။နတ်ကလူကိုချစ်၊လူကနတ်ကိုချစ်၊သမုဒ္ဒရာနုံမှာနှုတ်ဖို့သာရှိပါတော့တယ်။သမုဒ္ဒရာနုံနေပြီးလောကီအလုပ်တွေနဲ့သာအချိန်ကုန်သွားတဲ့အခါလောကုတ်တရားဘက်မှာလုံလုံရှုံရပါတော့တယ်တဲ့။လောကီဘက်ကလည်းရှုံနေပါပြီ။ဒီလိုနံမျိုးတွေကသဘောကျနှိမ့်ချတယ်ဆိုတာကမိမိရဲ့တိလသမာဓိပညာကြောင့်ပါဒါကိုသဘောကျလို့ပါအ သူတို့ပေးတာက ကိုယ့်ရဲ့အကျင့်သီလဇရဏကိုသဘောကျလို့ပေးတာပါဒါကိုမိမိရဲ့အကျင့်သီလဇရဏကိုဖြစ်ပေပြီးသူတို့ပေးတာနောက်လိုက်သွားရင်မိမိရဲ့ပင်ကိုအရေးအချင်းတွေပြောက်ွယ်သွားပါပြီလောကကိုဖောက်ထွက်မဲ့အယူဝါဒတွေဟာနှိမ့်ကျလာပြီးလောကီဘက်မှာပဲတဝဲလည်လည်နေမှုလောကုတ်တရားနေကရှုံးရပါတယ်။တာမန်လူတွေမမြင်မကြားမသိရတာတွေကိုမြင်နေကြားနေသိနေရတာဟာလူတာမန်တွေရဲ့လောကီနယ်ဘေးကနေဆုံးရှုံးမှုတစ်ရက်ပါပဲ။ဒါတွေကိုနှိ ှစ်သက်တာယာနေရင်ဒါရီလည်းပဲအချိန်ကုန်ပြီ မိမိရဲ့သာသနာတက်ကုံသွားပါလိမ့်မယ်တဲ့တကယ်ဖြစ်တင်တာကမိမိကိုယ်တိုင်လောကကိုလွန်မြောက်ပြီးအရိယာနယ်ကိုအရောက်လန်းတက်ခါဒီပုထုဇဉ်နဲ့တွေရဲ့အားထားကိုယ်ွယ်ရအပူဇော်ကရော့ခံထရဘဝကိုရယူဖို့တာပါပဲပြည်တံဗရံများကိုစွန်ပြီးပလင်းခွဲတွေနောက်မလိုက်မိဖို့ပါဒါကြောင့်မိမိတရားအားထုတ်နေတဲ့အချိန်မှာနှက်တွေလာရင်ကြက်ကြက်တည်ထားကြဖို့နဲ့သူတို့အပေါ်မှာလည်းမေတ္တာမပြတ်ဘဲမိမိရဲ့သီလတမာတိပညာကုသိုလ်အဖို့ပါကကိုအမျှပေးဝေးကမေတ္တာပို့ ပေးဖို့သာလိုရင်းဖြစ်ပါကြောင်းလို့ရေးသားထားပါတယ်ရှင်။မူရင်းရသားသူကိုလည်းလေးစားစွာဖြင့် credit ပေးအပ်ပါရရှင်။နားဆင်မိကြတဲ့ပရိသတ်ကြီးအားလုံးကိုလည်းကျေးဇူးအထူးပင်တင်ရှိပါရရှင်။ဟုတ်ကဲ့ပါရှင်။ဒီကနေ့မှာတော့ ပရိသတ်များနားဆင်ကြရတဲ့အကြောင်းကတော့အနက်တွေလာရင်ကြက်ကြက်တရိထားဆိုတဲ့စောင်းမလေးနဲ့ပတ်သက်ပြီးတော့တိမတ်ဆရာတွေကိုတင်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်အခုလိုမျိုးကျမတို့ရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားဝဲအားကောင်းတဲ့ဘာသာရေးဆိုင်ရာအသိပညာဖူးသုတအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ရှင်ဒါကြောင့်ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့လဲစောင့်ကြည့်အားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်အကြောင်းအရာတွေဒီတိုင်းမှာသိနိုင်အောင်လို့လဲ notify bell လေးကိုပါနှိပ်ထားပေးကြပါဦးရှင်နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးလဲဘာသာရေးဆိုင်ရာအသိပညာဖူးသုတများတို့ဝါကြ ြပြီးတော့နိုင်ငံကိုမျက်မှောက်ပြုနိုင်ကြပါစေရှင်။